Thank mm -hmm. you. င်္ဂလာပါဒီနေ့မိတ်ဆွေတို့မျှဝေပေးကြတာကတော့ Native Instrument Quintet Player နဲ့တွဲသုံးရတဲ့ Session Guitarist Strum Acoustic 2 Quintet Library လေးပဲဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော် Host Studio တွေမှာ Rhythm Guitar Multi-Tap Music Producer တွေအတွက်အရန်သုံးဝင်ပါတယ်ကျွန်တော်ခုနနမူနာရေးထားတာလေးကိုစမ်းဖွင့်ပြတာပါ ူထဲမှာတော်တော်စုံပါတယ်ကျွန်တော် six string ပါတယ်12 string ပါတယ်နောက်3 4 6 8စတာ၄ပါတယ်ဗောနော်ကျွန်တော်ရွေးကျင်တယ်ဆိုရင်ဒီကောင်းနှိပ်လိုက်မယ်ဒီမှာ4 4 3 4 triple ဆိုပြီးရှိတယ်ကျွန်တော်ပေါ်ဆုံးက clear all slot ရဲ့အောက်က handmade ဆိုတာလေးကိုရွေးလိုက်မယ် handmade ကိုကျွန်တော်အောက်က midi controller တစ်ချက်တည်ကြည့်မယ်နံပါတ်1ဟာပေါ့နောက်တစ်ခုချင်းရင် ဒါတန်အပေါ်မှာတစ်မျိုးပြောင်းမယ်ဒီအောက်မှာလည်းဒီမှာညာဘက်ကိုနှိပ်သွားလို့ရတဲ့ရှိတယ်ဒီမှာနှိပ်လိုက်မယ်ဒီမှာနောက်တစ်မျိုး C ဟမ်မိတ်ဒီဒီပေါ်ဟာလေးထပ်ပြောင်းကြည့်မယ် ကျွန်တော်ဟိုမှာရေးထားလို့ရှိရင်ဒီကောင်တွေကကျွန်တော်ကော့လေးတွေရေးပြီးတော့ဒီကောင်တွေတွဲသုံးလို့ရတယ်နောက်တစ်မျိုးချိန်ကြည့်မယ်နောက်တစ်မျိုးနောက်တစ်မျိုး ါသူ့ထဲမှာရွေးလို့ရတယ်ဒီမှာဆိုရင်အများကြီးပဲပါတယ်112ခုပါတယ်ဒါလေးကုန်ထိုင်ဆိုင်မပြီးတော့ဘူးနော်ဒါနမူနာဖွင့်ပြတာပါဒီမှာထပ်ရွှေ့လို့ရသေးတယ်ဒီမှာလည်းဒီလိုပဲတိုင်းပါဒီတစ်ခုတစ်ခုချင်းဒီမှာမှာတတ်တတ်ထပ်ပြီးတော့ပါသေးတာပေါ့ sound writer ဆိုတဲ့ဟာလေးတစ်ချက်ဖွင့်ကြည့်မယ်ဘက်ကနေပြီးတော့ကျွန်တော်တို့က လိုလေးဖိဖိတီးလို့ရတယ်။မီဒီကီးဘုတ်နဲ့ကတော့ပိုကောင်းတော့ဗျာ။ကိုစိတ်ကြိုက်ရေးပြီးတော့လဲတီးလို့ရတယ်။ဒီဘက်မှာလဲတတက်သူတွဲဖက်အသုံးပြုရတဲ့ဟာတွေပေါ့။ကျွန်တော်အိုးပုတ်ပြီးတော့ဘီတီးတာမျိုးလေးရတယ်။ ဲ့လိုပုံစံလေးပဲဒီဘက်မှာဘယ်နဲ့ညာနဲ့တွဲပြီးတော့တီးလို့ရရလဲရှိတယ်အဒီပတန်နဲ့ဟာတော့ပတန်နဲ့မှဒါအများကြီးရှိတယ်။အဲအများကြီးထဲမှာမှမဒီတစ်ခုရွေးလိုက်ရွေးလိုက်ရင်တခါဒီကောင်တခါထက်နေလိုက်ရင်ဒီထဲမှာရွေးချယ်စရာအများကြီးတခါထက်ရှိတယ်။132 ठी ပေါ့။အပတ်ဂျီယိုအပတ်ဂျီယိုထဲမှာလည်း132 ठी ရှိတယ်။ ာတော့ single note အောက်မှာအပတ်ဂျီကို B ဆိုတာရှိတယ်ဒါအဲ့လိုမျိုးပေါ့ဒီမှာစိတ်ကြိုက်ရွေးလို့ရတယ်ရေးလို့ရတယ်မျိုးစုံလုပ်လို့ရတယ် ဒီမှာ sound ထဲမှာလည်းပြန်ချိန်လို့ရတယ် low ဘက်ကိုပို့ယူခြင်းလား high ဘက်ကိုပို့ယူခြင်းလားအတန်ကိုဒါဆို high တွေများပါတယ်ဒီဘက်ဆိုဒါ low တွေများပါတယ်ကို low တလို့ချိန်ပေါ့နော် low mid high ကိုအဲ့တော့မှနှစ်လက်တီးတဲ့အရသာမျိုးလိုချင်ဒီမှာ dubbing ဆိုတာရှိတယ် dubbing online ဒါဆိုဘယ်ညာစတူဒီယိုကွဲသွားပြီးတော့နှစ်ခုတီးတဲ့အတန်ပေါ့ဒီဘက်မှာ EQ တွေ compressor တွေအမောင့်တွေဒီမှာချိန်လို့ရတယ် preset setting လေးတွေပါတယ်ဒီဘက်မှာလည်းပါတယ် compressor တွေနောက်ဒီဘက်မှာဆိုရင် rubber rubber ကိုဒီမှာကိုကြိုက်တဲ့ rubber ချိန်လို့ရတယ် bit holder small holder ပေါ့ဒါမျိုးတွေနောက် front noise front noise ကိုလည်းဒီမှာတင်ချရတယ်နောက်ဒီဘက်မှာ playback ဆိုပြီးရှိမယ် playback မှာတော့ဒါ swing လောက်တာပေါ့ဒီကောင်ဆိုမှကျွန်တော်နမူနာဖွင့်ပြမယ် ွင်းမှုလေးတွေပြောင်းတာပါဆွင်းမှုမှာသူက16 swing ရှိတယ်8 swing ရှိတယ်နောက် humanize humanize ဆိုပြီးတော့ဒီဘက်က original နဲ့ဒီဘက်နဲ့နှစ်ခုရှိတယ်ဒီမှာလိုးလိုချိန်လို့ရတယ်လူနဲ့လူတီးတာနဲ့ပူဆန်တဲ့ဟာပေါ့လူလူဆန်တဲ့ဟာနောက်ဒီဘက်မှာတသက်ချိန်လို့ရတယ်ဒီမှာလဲ sense to force device ကတက်ပြောင်းလို့ရတယ်ကီးတွေနောက်ဒီဘက်ကကျွန်တော် twist string ကိုတစ်ချက်ဆန်းလိုက်မယ်ဒီကောင်တွေက CPU တွေ RAM တွေအခုဆိုရင် content player အိမ်မှာဆိုရင် graphic တွေပါစားလာပါပြီဗျ ငါ graphic တွေပါနည်းနည်းလိုအပ်လာပြီပေါ့ graphic တွေပါလိုအပ်လာပြီကျွန်တော်ခုန graphic ကမထည့်ခင်တော့ဒီကောင်ဖွင့်လို့ရှိရင်လေးတယ်ရုပ်ထွက်တွေမကြည်လင်ဘူးတိတ်အဆင်မပြေဘူး smooth မဖြစ်ဘူးကျွန်တော် graphic ကထည့်လိုက်တော့မှအဆင်ပြေသွားတယ်ဒါကတော့ twist string ဒါပုံမှန်သူပတ်တန်လုံးတွေကိုတချင်းနဲ့ live ဖက်တဲ့ရာရွေးပြီးထည့်လို့ရတယ်အဲ့ဒီမှာမှာ break တွေပါတွေကိုတတ်တတ်ကျွန်တော်လုပ်လို့ရတယ်ဒီမှာဒီဘက်ဒီမှာတွဲသုံးရတာပါနော်သူကဒါယူယူဘောကဆိုဒါမျိုးတွေပေါ့ဒါမျိုးတွေနဲ့ရောပြီးတော့သုံးလို့ရတယ် 3 4လေးတစ်ချက်ဆန်းကြည့်မယ်။ The loading လည်းနည်းနည်းစောင့်ရတယ်။ဒါတော့မှ library ကိုဆွဲထည့်ပြီးသား။ library ရဲ့ color တစ်ခုကိုခေါ်တဲ့ချိန်မှာလည်းနည်းနည်းပြန်စောင့်ရတယ်။ computer CPU RAM memory ပေါ့နော်အဲ့ဒါညံ့မှဒီကောင်တွေကသုံးလို့အဆင်ပြေမယ် graphic card မရှိတဲ့လူဆိုရင်တော့ contact player စစ်လောက်နေပဲအဆင်ပြေမယ် contact player 8ကတော့ရုပ်ထွက်လဲမိုက်သွားတယ် graphic လဲအုပ်တယ်3-4 button ခေါ်ပြီးွားပြီဒါလေးတစ်ချက်ဆန်းကြည့်မယ် Rodrigo. 你把所有类条件来买。 ီ software လေးကိုကျွန်တော်တော်တော်ကြိုက်လို့ဒါမိတ်ဆွေတွေကိုမျှဝေပေးတာပါနောက်ဆုံးဟာလေးတစ်ခုကိုကြော်ဆန်းလိုက်မယ် blue eye ဆိုတာဟာလေ home studio မှာရှိတဲ့ software လေးတစ်ခုဖြစ်တာမို့လို့ကျွန်တော်မျှဝေပေးလိုက်တာပါ။သိကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်။ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်။